ယသဗျာကဟောထားတာအစွဲ၄မျိုးဥပဒံလို့ခေါ်တယ်ဥပဒံဆိုတာဒီဥပအာဒါနဥပဆိုတာပြင်းပြင်းထန်ထန်အာဒါနဆုပ်ကင်ထားတာကဲဘုန်းကြီးတို့တွေစာလူပြောနေလို့ငါတို့မှဥပဒံမရှိဘူးလို့မထင်နဲ့เนาะဥပဒါနအပြင်းထန်ဆွဲကင်ထားတယ်ဆိုတဲ့သဘာဝတရားဟာနှစ်ခုရှိပါလဲလို့ဆိုရင် တွေ့တာမှုဆိုတဲ့တဏှာရဲ့အမြင်ရဲ့ဒိဋ္ဌိဆိုတဲ့အမြင်ရဲ့လူတွေမှာတွေ့တာမှုကလည်းပဲပြင်းထန်တယ်။နော်အမြင်ကလည်းပြင်းထန်တယ်။တွေ့တာမှုကိုဖြတ်ဖို့ဆိုတာအလွန်ခက်တယ်။အမြင်ကိုစွန့်ဖို့ဆိုတာလည်းအလွန်ခက်တယ်။အဲ့ဒီနှစ်ခုကဥပါဒာနော်ပြင်းပြင်းထန်ထန်ဆွဲကင်ထားတဲ့ဥပါဒာအဲ့ဒီဥပါဒံကိုမြတ်စွာဘုရားက၄မျိုးခွဲဟောတယ် ဆွလမ်းမှုနဲ့ပတ်သက်ပြီးတော့ဟောတဲ့ဥပါဒံကိုကာမှုပါဒံလို့ခေါ်တယ်။ဥပါကုပြန်ပြီးတော့စစ်ဆေးကြည့်။ကာမှုပါဒံဆိုတဲ့နေရာမှာကာမဆိုတာလူချင်းစရာအာယုန်တွေကိုဥပါဒနာကဆွဲလန်းနေတဲ့တဏှာတဲ့။လူချင်းစရာအာယုန်တွေကိုဆွဲလန်းနေတဲ့တဏှာ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်ကာမဆိုတာလိုချင်စရာအာယုန်တွေကို လိုချင်တဲ့တဏှာသည်ဥပါဒါနာဆွဲလန်းနေတဲ့အရာဖြစ်တယ်ပေါ့။ကဲဘုန်းကြီးတို့တွေလွယ်လွယ်လေးနဲ့ခွာလို့ရမလားကိုယ့်အကူစဉ်းစားကြည့်။နှစ်သက်စရာအာယုန်လေးတစ်ခုကိုနှစ်သက်တယ်ဆိုတဲ့နေရာမှာအဲ့ဒီနှစ်သက်မှုမဖြစ်အောင်လွယ်လွယ်လေးနဲ့ခွာလို့ရမလား။ မရဘူးမျက်စိကမြင်တဲ့အာယုံပေါ်မှာနှစ်သက်တယ်နားကကြားတဲ့အသံပေါ်မှာနှစ်သက်တယ်နှာခေါင်းကရှူရတဲ့အနတ်ပေါ်မှာနော်လျှာကခံစားရတဲ့အရသာပေါ်မှာနေစင်နေမြခွန်ကြီးတို့တို့ရဲ့တဏ္ဍာမှာကာမဂုဏ်အာယုံတွေနဲ့တွေ့တဲ့အတိုင်မျက်စိကမြင်နားကကြားအဲ့ဒီအာယုံတွေပေါ်မှာ သွားပြီးတော့တွဲနေတာတွေရှိတာပေါ့အဲ့ဒါတွေကိုမစွန့်လို့နဲ့အဲ့ဒါကိုကာမှုပါဒံ ကာမုပါဒံကြောင့်မို့လို့ဒီအာယုံလေးမြင်နောက်ထပ်ရဖို့အတွက်ကြိုးစားတယ်နောက်ထပ်ရဖို့အတွက်ကြိုးစားတယ်မျက်စိကမြင်ရတဲ့အာယုံတက်နောက်ထပ်ရဖို့နားကကြားတဲ့အတန်အတွက်နောက်ထပ်ရဖို့နှာခေါင်းကနမ်းရှူရတဲ့အနံ့ကလေးအတွက်နောက်ထပ်ဘလောက်များဒီဟာတွေအတွက်ဆွဲလန်းမှုရှိသလဲဆိုရင်ကြည့်လေရွှေဆိုင်တွေချမ်းသာနေတာအဲ့ဒါပါလေမျက်စိကမြင်တဲ့အပေါ်မှာ လိုချင်နေကြတာမဟုတ်လားမှန်ပါဗျာအေးကက်ဆက်တွေတို့ MP3 တွေတို့အခုတချင်းနေဟုတ်လား CD တွေ DVD တွေထုတ်နေတာဘာကြောင့်လဲအပန်ကြောင့်ဟုတ်ကဲ့လားအပန်ကိုတွေ့တာလို့လေအခုမြင်ဦးလားရေမွေးတွေတို့မိတ်ကတ်တွေတို့ဘာတို့ဒီအနတ်နဲ့ပတ်သက်တာတွေရောဘလောက်ရောင်းကောင်းနေလဲလောကလူတွေမှာကြည့် စားတော့ဆိုင်နေရဆိုဩရာသနဲ့ပတ်သက်လာရင်စောင့်ရှောက်စားတော့ဆိုင်နေဘလောက်ကြီးပွားနေတော့เนาะပမာပြေဆိုလို့ရှင်ပိုးတောင်ပေါ်သေးတယ်ကိုယ်နိုင်ငံအစားအသောက်တွေမကဘူးအခုကိုရီးယားနဲ့ဗီယက်နမ်နဲ့ဟိုအားနဲ့တရားနဲ့အစားအသောက်တွေကိုပြည့်နေတာအဲ့တော့ဒါတွေအလုံးပေါင်းလိုက်တဲ့အခါမှာတွေ့တာမှုဆိုတာရှိနေတယ်ဆိုတာထင်ရှားတယ်ဟုတ်ကဲ့ ကဲအဲ့ဒီလူတွေဟာဓာမစားရင်ခန္ဓာကိုယ်မတည်တမ်းမှမို့စားရလားကြိုက်လို့စားရလားဩကာမုပါဒံဆိုတာလွယ်လွယ်နဲ့ခွာလို့မရဘူးတဲ့เนาะဒါတွေစားရဖို့ကြိုးစားနေကြအဲ့ဒါကာမုပါဒံလို့ခေါ်တယ်အဲတခြားဘာသာတွေမှာကာမုပါဒံကိုပယ်ခွာဖို့ဟောပြီးဟောတဲ့ဘာသာတွေရှိပါတယ်ကာမုပါဒံကိုပယ်ခွာနိုင်တယ်စွန့်လွတ်နိုင်တယ်တချို့များဆိုအဝတ်တော်မို့ဘူး နော်အိန္ဒိယမှာတခုချိန်ဖုန်ကြီးတွေဆိုပိုင်ဆိုင်မှုတွေအကုန်ဆွန့်လွတ်ပြီးတော့အဝတ်တော်မောဖဲနဲ့နေတယ်ကာမုပါဒံကိုတော့သူတို့ပဲခွန်နိုင်တယ်ပေါ့ကဲနောက်တစ်ခုဥပါဒံတစ်ခုကိုကြည့်အောင်ဒိဋ္ဌုပါဒံအမြင်နဲ့ပတ်သက်တဲ့ဥပါဒံအစွဲလမ်းတစ်ခုအဲ့ဒီဒိဋ္ဌုပါဒံဆိုတာတခြားပြောတာမဟုတ်ဘူးကံဤအကျိုးတရားကိုညှင်းွယ်တာနတ္ထိကဝါရလို့ခေါ်တယ် ကုသကံရဲ့အကျိုးဆိုတာမရှိဘူးလူရတ္တနာအကျိုးမရှိဘူးဒီလောကမရှိဘူးတမလွန်လောကမရှိဘူးအမေမရှိဘူးအဖေမရှိဘူးအမေအဖေကိုအတိမတ်မပြုဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နတ္ထိမာတာနတ္ထိပိတာအမေဖေကိုအတိမတ်မပြုဘူးလို့ဆိုကြတဲ့ကအမေဖေမောပေါ်စော်ကားတာတို့အမေဖေပေါ်မှာပြုစုတာတို့ကုသမရဘူးဆိုတာညင်းပယ်တာပဲတူတူပဲဟုတ်ကဲ့လားအဲ့ဒါလို့မရှိဘူးဆယ်ချက်နဲ့ညင်းပယ်တာတွေကိုဒိဋ္ဌုပါဒံလို့ခေါ်တယ် အထူးသဖြင့်ယုတ်ဝါဒကိုဆွဲလန်းတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီအယူအဆရှိတယ်။အဲ့ဒီဒိဋ္ဌုပါဒံကလည်းလွယ်လွယ်နဲ့ဖြုတ်လို့မရတဲ့ဥပါဒံတစ်ခုပဲ။အဲတော့နောက်တစ်ခုကအဲ့ဒီဒိဋ္ဌုပါဒံဖြုတ်နိုင်ပြန်တော့လေဘာကြံသေးတော့ဆိုတော့တန်တရာဝကလွတ်ရလွတ်ကြောင်းစိတ်ကတော့အကောင်းပဲ။တန်တရာဝကလွတ်ချင်လို့ဆိုပြီးတော့အကျင့်နေကျင့်တယ်။ဘာအကျင့်နေကျင့်နေအောင်ဆိုလို့ရှိရင်သူက အေးခွာခွေးကျင်နွားကျင်ကျင်လို့ရှင်တန်တရာဝကလွတ်တယ်လို့ယုံကြည်ယူဆတယ်။ဒါကြောင့်မို့လို့ခွေးလိုကျင်တယ်နွားလိုကျင်တယ်။ဩမြောက်လိုကျင်တယ်ဝက်လိုကျင်တယ်အမျိုးစုံပေါ့လေဥရောင်းလိုကျင်တာတို့။အဲ့ဒါလိုကျင်တာတွေအများကြီးပဲအမျိုးစုံပဲ။အဲ့ဒါလိုကျင်တာတွေလင်းတို့ကြီးလိုတွဲလောင်းဆွဲပြီးတော့နေတဲ့အကျင့်နဲ့ရှိတာပဲဝက်ကူလီဝတ္တလို့ခေါ်တယ်နော်။ အဲ့ဒါလို့အကျင့်မျိုးစုံတွေနဲ့တန်တရာဝတ်ကလွတ်နိုင်တယ်လို့မှမှရင်ရင်မြင်တဲ့အမြင်ကသီလပရပရမတ္တ။ဟောဒီလိုဥပါဒါဟောနောက်တစ်ခုကြတော့ဘာလို့ဆိုလို့ရှိရင်အတ္တဝါဒုပါဒနာအတ္တဝါဒုပါဒနာဆိုတာဒီတက္ကရာဒိဋ္ဌိကိုပြောတာတက္ကရာဒိဋ္ဌိဆိုတာခန္ဓာ၅ပါးထဲကတစ်ပါးပါပေါ်မှာဒီအတ္တလို့ယူဆတယ် အတ္တဆိုတာငါလို့ယူဆတယ်ပေါ့ပြောမယ်ဆိုရင်တစ်ခါတစ်ခါအတ္တနဲ့အဟံနဲ့တွဲပြီးတော့ပြောတာရှိတယ်နော်အဟံမမငါသို့မဟုတ်ငါဥစ္စာကဲဘုန်းကြီးတို့တွေကိုယ့်ကိုယ်ကိုစဉ်းစားကြည့်ငါဆိုတဲ့စကားကိုအရစကားအနေနဲ့သာငါလို့ပြောတာကဲဘယ်ဟာကိုငါလဲလို့ကိုယ့်ကိုမေးကြည့်ပေါ့ငါဟာလို့ပြောတယ်ဘယ်ဟာကိုငါဟာလို့ပြောမှလဲလို့တေချာမေးကြည့်လိုက်လို့ရှိရင် ခန္ဓာ၅ပါးတဲ့ကလွတ်ပြီးငါလို့ပြောလို့ရလားမရပါဘူးခင်ဗျာအေးခန္ဓာ၅ပါးတဲ့ကလွဲပြီးတော့ငါဟာလို့ပြောလို့ရလားမရဘူးအဲ့တော့ခန္ဓာ၅ပါးတဲ့ကတခုခုပဲငါလို့လည်းပြောတယ်ငါဟာလို့လည်းပြောတယ်ပေါ့အဲ့တော့တကယ်ငါဆိုတာဟုတ်ကလားလို့ဆိုတော့မဟုတ်ဘူးသူ့တဘာဝတရားအတိုင်းသူ့ဟာသူဖြစ်နေတာငါဟာဆိုတာရောဟုတ်ကလားမဟုတ်ဘူးတကယ်ဝိပဿနာဉာဏ်အမြင်နဲ့ကြည့်လိုက်ပဲဆိုလို့ရှိရင်အရာခန္ဓာင်းဟာထာဝရရွေးရှားနေတာဆိုပါစို့ မြစ်ထဲမှာရေသွားခတ်ပြီးတော့ရေမြေရေတွေစီးနေတာကိုကြည့်လိုက်လို့ရှိရင်အဲ့ဒီစီးနေတဲ့ရေလေးကိုတည်တည်ချာချာတဲ့တဲ့ချိန်ထားချိန်ထားပြီးတော့ငါရေလို့ပြောလိုက်အဲ့ဒီပြောပြီးတဲ့ချိန်လေးမှာဒီရေဟာရှိသေးလားရှိပါဗျာနောက်တရေဖြစ်သွားပြီဟုတ်ကဲ့လားမှန်ပါဗျာပြောင်းသွားပြီအဲ့ဒီပြောင်းလာတဲ့တောင်မြန်သေးတယ်ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ယုတ်ဒီနာနေရဲ့ တော့ငါလို့ပျော်လိုက်တဲ့အချိန်လေးမှပဲဟို तू ကနောက်တစ်ခုဖြစ်သွားပြီဒီတစ်ခုကပြတ်သွားပြီလေအဲ့တော့ငါလို့ပျော်လိုက်တဲ့ဟာလေးကပြတ်သွားပြီနောက်တစ်ခါဖြစ်တာကငါလို့ပြောတဲ့ဟာမဟုတ်တော့ဘူးတခြားဟာဖြစ်ပြီသို့တော့ copy ဆိုတော့လူတွေကမျက်စိလဲနေတာပေါ့ဒါလို့ပဲထင်တော့တာပေါ့ဟုတ်ကဲ့မှန်ပါဗျာအဲ့တော့ကြောင့်မို့လို့ဒီအတ္တဝါရခန္ဓာငါးပါးတဲ့ကတခုခုငါလို့ပြောရတဲ့အတ္တဝါရတက္ကရာဒိဋ္ဌိ တက္ကရာဆိုတာတကယ်ထင်ရှားရှိတာကခန္ဓာအဲ့ဒီခန္ဓာကောင်းပေါ်မှာလွဲမှားစွာထင်တာကဒိဋ္ဌိခန္ဓာငါးပါးကိုခန္ဓာငါးပါးလို့မြင်ရင်ဒါမှန်တယ်နော်ရုပ်ကိုရုပ်လို့ပဲမြင်တယ်နာမ်ကိုနာမ်လို့ပဲမြင်တယ်ငါလို့မမြင်ဘူးဆိုရင်မှန်တယ်အဲ့ဒီယုံနာနှစ်ပါးတည်းကတခုကိုငါလို့မြင်တယ်ဆိုတဲ့အမြင်ဟာမှားတယ်ပေါ့အဲ့ဒီလိုမြင်တာကိုအတ္တအဲ့ဒီအတ္တအကြောင်းပြောတဲ့ဝါဒကိုအတ္တဝါဒ အဲ့ဒီအတ္တဝါဒပေါ်မှာလည်းဆွဲလမ်းမှုရှိတယ်တဲ့အဲ့တော့ဘာသာတရားတွေအလုံးဟာမြတ်စွာဘုရားထောက်ပြတယ်ဒီဥပါရံတရားတွေကိုကြော်လွှားဖို့ဘာသာတရားတွေကကြိုးစားတဲ့အထက်မဲ့တဲ့တချို့ဘာသာတွေကကာမှုပါရံကိုကြော်လွှားနိုင်တယ်ကာမဂုဏ်အာယုန်တွေကိုဖယ်ရှားနိုင်တယ်နောက်တချို့ဘာသာတရားတွေကကာမဂုဏ်အာယုန်တွေအပြင်ဒိဋ္ဌုပါရံဆိုတာကိုလည်းကြော်လွှားနိုင်တယ်တဲ့နောက်တချို့ပါရံ ဒီဘာသာတရားတွေကကာမှုပါရံဒိဋ္ဌုပါရံနှစ်ခုတည်းမကဘူးသီလပတုပါရံလို့ဆိုတယ်အကျင့်သီလနဲ့ပတ်သက်တဲ့မှားရွင်းတဲ့အယူအဆပေါ်မှာလဲကြော်လွှားနိုင်တယ်တဲ့သူတို့မကြော်လွှားနိုင်တာဘာလို့ဆိုရင်အတ္တဝါဒုပါရံမကြော်လွှားနိုင်ဘူးတဲ့ဆိုလိုတာကမြတ်စွာဘုရားလက်ထက်ကဘာသာတရားတွေမှန်သမျှငါဆိုတာကိုပယ်ဖျက်လို့မရတော့ဘူးသူတို့မှာနောက်ဆုံးမှအတ္တအလေးချမ်းနေတယ်လို့ဒီလိုပြောတာเนาะ